Miss Earth International Talented Competition မှာမြန်မာအကနဲ့ပတ်သက်ပြီးတော့ဖြောပြတင်ဆက်သွားတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေကြားမှာအပြောများပြီးတော့မြန်မာအကောက်ချင်းမြန်းလို့တဲ့သူတွေအတွက်ကိုဟိုသူတို့ဆွာရတယ်လို့ခံစားရတဲ့ပုံစံမျိုးဖြစ်နေတာမျိုးပါ။အစစ်မပြေတာဘယ်ရောက်စားပြီးပြောရမလဲဆိုရင်ကတော့ အားလုံးမင်္ဂလာပါကျွန်တော်ရဖြိုးတင်ခါပါကျွန်တော်ဖြိုးတင်ခါ Dance Entertainment Channel ရနေပြီးအားလုံးပဲကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ဒီကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာအားကြောင့်မလို့ကျွန်တော် Channel လေးကို Like Subscribe Share နဲ့ Comment လေးတွေလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာခင်ဗျာဆက်ပြီးအဆင်မပြေလဲဆိုတာမျိုးပြောရမယ်ဆိုရင်တော့အကအပါဝင်ခေါင်းစာခြေစုံဝစ်စားစင်မှုလုံးဝလုံးဝလုံးဝအဆင်မပြေတာဖြစ်ပါရခင်ဗျာ โอเคဒီအကကဘာအကလဲဆိုရင်ပကန်းကိုကြီးကျော်ပူဇော်တဲ့နောက်ကမောင်းမတွေကတဲ့အကပဲဖြစ်ပါတယ်အကနာမည်ကပကန်းပဲဖြစ်ပါတယ်အကကိုဖန်တီးခဲ့တဲ့သူကတော့ဆမ်မာကြီးဒေါ်စန်းသူဖြစ်ပါတယ်အဲ့မူရင်းကတော့ရင်ချင်းမှုဝန်ကြီးဌာနအကပညာရှင်တွေကခဲ့ရဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအကမျိုးကရင်ချင်းမှုတက္ကသိုလ်မှာဒါဒုတိယနှစ်မှာအပြူတော်ကတင်ပြီးတော့ပကန်းမှာအရန်ခတ်လို့တတိယနှစ်မှာသင်ရတဲ့အကမျိုးဖြစ်ပါတယ်အချို့ကလည်းပြောနေကြပါတယ် ဆုံညီပွဲတော်ကကလေးတွေကတာလောက်တောင်အဆင်မပြေဘူးဆိုပြီးပြောနေကြမျိုးတွေဖြစ်ပါတယ်ဟုတ်ပါတယ်သူ့အနေနဲ့ကလည်းမြမာကပြိုင်တာမျိုးမဟုတ်ဘူး miss သွားပြီးပြိုင်တာဖြစ်တဲ့အတွက် talent အတွက်ကိုပြင်ဆင်ချိန်မရတာမျိုးဖြစ်ချင်းဖြစ်ပါလိမ့်မယ်အားကြောင့်မလို့ ဘယ်ဟာဘယ်ကနေစပြီးမှားလဲလို့ပြောရမယ်ဆိုရင်ကတော့အခရွေးချယ်မှုကနေစပြီးမှားတာပါ။သူ့အနေနဲ့အခုမှစပြီးတော့တင်တာမျိုးဖြစ်တယ်ဆိုရင်ဒီပကန်းအခမျိုးကိုမရွေးချယ်ပဲနဲ့တိုင်းသားအခတွေတည်းကနေပြီးတော့အော် attraction ရှိပြီးတော့ဆွဲဆောင်မှုရှိတယ်ပေါ့ပေါ့ပါပါပဲကလို့ရမယ်အခမျိုးတွေအများကြီးရှိပါတယ်။သူ့ကိုအခတင်ပေးတဲ့သူကနေပြီးတော့ recommend ပေးရမှာဖြစ်ပါတယ်။ဒီကကအာအရန်ခက်ခဲတယ်ရတဲ့အချိန်နဲ့တင်းပြဖို့လုံးဝအဆင်မပြေနိုင်ဘူး။ ဟိုကိုယ့်အတွက်ပုံပုံပါပါလည်းဖြစ်မယ်တက်လန့်တက်လည်းဖြစ်မယ်အကာမျိုးတွေကိုရွေးချယ်ပေးရမှာမျိုးဖြစ်ပါတယ်အားနဲ့ချက်ကြီးကိုထိုးချတဲ့လိုမျိုးမဖြစ်အောင်ကိုအကတင်ပေးတဲ့ဆရာကနေပြီးတော့ recommend ပေးရမှာဖြစ်ပါတယ်အကအနေနဲ့ကြည့်ရမယ်ဆိုရင်အဲခေါင်းခါခြေလက်ကလည်းမပြည့်စုံပါဘူးဟိုအချိုးမကျတဲ့အပြင်ကိုကိုဟို miss ဖြစ်တဲ့အတွက်အရက်ရှည်တဲ့အတွက်ကြောင့်လည်းတောင့်တောင်ကြီးဖြစ်နေတယ်အဲအကြောင်းမို့လို့အားလုံးလူပြောများနေတာဖြစ်ပါတယ်ဟုတ်ကဲ့ ဒုတိယအချက်ကတော့ဝိစားဆင်မှုအောင်ပခန့်ကရဲ့ဝိစားဆင်မှုဟာဒီလိုပါခေါင်းမှနဖန်ပါပါမယ်ဇပင်ကိုအပြောင်သိမ့်ပြီးတော့ဇပင်ကိုအပြောင်သိမ့်ပြီးတော့ကျွန်တော်တို့နောက်မှစမိတ်ရှည်ချရပါမယ်တချို့ကြအဲ့ပုံမှာမှပန်းတွေဝေးနေအောင်ပန်တာမျိုးတွေရှိတယ်တချို့ကြလည်းမပန်ဘူးပေါ့နော်ဟုတ်ကဲ့ဒါကတော့သူ့ရဲ့ပုံစံအစ်စ်ပါဒါမဲ့သူဟိုသူပြင်ဆင်ထားတဲ့ပုံစံကဘာဖြစ်နေလဲဆိုရင်အေးကနိုးနိုးချင်းအပြင်သွားစားရှိလို့ခေါင်းကိုစီးထားလိုက်တယ်လို့ဖြစ်နေတာပါ ဟုတ်ကဲ့ဦးစားစင်မှုမှာကျွန်တော်တို့လေဘင်းမှာဘေးရဆွဲရပါတယ်ဘေးရဆွဲတယ်ဆိုတာလေဘင်းရှင်းရှင်းဖြစ်နေတာမျိုးတွေကတော့မင်းမီအင်ကြီးအားဒီရင်ပြက်ဝဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်ဘက်ကိုဖုံးပေးဖို့အတွက်ကိုမလို့ကျွန်တော်တို့ကအာဘေးရဝက်ကိုဝဲရပါတယ်နောက်တစ်ခုကကျွန်တော်တို့အင်ကြီးကိုမိတ်ကလေးတွေကပြီဆိုရင်ခေါင်းခါချီလဲပေါ်အောင်ရင်ရင်ဘက်သွားတဲ့လမ်းကြောင်းမှာဂျိတ်တီကိုခဏခုနဲ့ကွက်တီထိုးရပါတယ်အာသူဝတ်စင်ထားတာရင်ဘက်အာအောက်မှာခါးနားမှာ ရင်းတည်လုံးဝထိုးမထားတဲ့အတွက်ကြောင့်မို့လို့ဟိုအင်ဂျီကကာယကာယကြီးဖြစ်ပြီးတော့အစပန်အင်ဂျီဝင်ပြီးရက်ကောက်ထက်ရှောက်သွားနေသလိုပုံစံမျိုးဖြစ်နေတာပေါ့နော်နော်အစိုးဆုံးတစ်ခုကတော့ဗျန်းထမိန်ပါဗျန်းထမိန်ပါဟုတ်ကဲ့ကျွန်တော်တို့ကတဲ့သူအများစုကဒူးကိုတွင်ခွင်းရပါတယ်ဒူးတွင်ခွင်းရတာဖြစ်တဲ့အကြောင်းမို့ကတဲ့သူအများစုဝတ်တဲ့ထမိန်ကဟာယိုးယိုးထားတာထလာဗျန်းထမိန်ကြီးထက်ကို ခွင်းကိုပိုးပြီးကျဲရပါတယ်ခွင်းကျဲပြီးဆိုတာမှကျွန်တော်တို့ကအဲ့ဒီခွင်းကျဲကျဲနဲ့အော်ဒူးကိုမတုတ်ထားတယ်လို့လည်းဖြစ်မယ်ပေါ့ပေါ့ပါပါနဲ့ကလို့ရမယ်ပေါ့နော်အော်ပြီးရင်ရှင်းမြတ်မှာမိကလေးအများစုဟာဟီးဗီအော်တပါတရားရှိပါတယ်အချက်အချောက်တရားကြီးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကမြန်မာအကောက်ကိုတလုံးသားမပေါ်အောင်ကတာမျိုးတွေရှိပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ခြေတလုံးသားမပေါ်အောင်ထမိန်ချိတ်ကိုထိုးပြီးဆိုရင်လည်းဒူးရဲ့အောက်အာတထွာတမိုက်လောက်အထိကိုကျွန်တော်တို့ယူပြီးတော့မှာကော်ကောင်းချိတ်တွေရှိပ ပါတယ်အဲ့ကောကောင်းချစ်တူနဲ့နှစ်ခုသုံးခုကိုကျွန်တော်တို့ထိုးရပါတယ်ထိုးမှကျွန်တော်တို့ခိုင်ပါတယ်ခိုင်မှကျွန်တော်တို့ဒီထမင်ကလုံးဝကွဲထွက်မသွားဘူးဒူးမပေါ်ဘူးဟိုအဲ့ဒါတော့ကျွန်တော်တို့ချင်းမျက်စီလောက်တော့ပေါ်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိရပါတယ်သူဝစ်ထားတဲ့ပုံစံကအာအရက်လဲရှည်တဲ့အပြင်ကိုပြန်ထမင်ကလည်းထထထလာပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အကိုလုံးကဘယ်လိုပြောမလဲပေါင်ထိတက်ပြီးပေါ်တာမျိုးကြီးတွေဖြစ်နေပါတယ်အဲ့ဒါကလည်းမြန်မာပြည်သူလူထုအတွက်ကိုဟိုဆက်ဆက်ထိမခံတချို့ပြောနေကြတယ်မြန်မာပြည်သူလူထုတက်ပြီးအရှက်ခွဲတယ်တို့ဟိုပုံစံမျိုးတွေသဘောမျိုးဖြစ်နေတာမျိုးတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ခြေအိတ်ဆွရတာပါခြေအိတ်ဆွရတယ်ဆိုတာတော့အဲသူ့ရဲ့ခြေသုံးပေါ်တာမဟုတ်ပါဘူးလေပေါ်တယ်ဆိုရင်တော့သူ့မှာခြေအိတ်ဆွထားတာရှိပါလေရှိပါတယ်လေဆိုပြီးတော့အားလုံးကဖြစ်ဖြစ်ကြည့်ပေးကြတာမျိုးတွေရှိပါတယ်ဒါပေမဲ့သူကအခု ဝစ်စားစင်မှုအနေနဲ့ကလည်းခေါင်းစာခြေစုံးကိုမှားနေတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာပြည်သူလူထုကလည်းလုံးဝဆန့်စက်တဲ့ဆက်ဆက်တီမခံဝိုင်းမီပြောနေချာလို့လည်းထင်ပါတယ်ဒါကလည်းဘသူနဲ့သွားဆိုင်လဲဆိုရင်အကတင်ပေးတဲ့သူနဲ့ပဲသွားဆိုင်ပါတယ်သူတို့ organization of miss ကို miss ပွဲအတွက်ကိုတပွဲထိုးတင်တာမျိုးဖြစ်ပါတယ်တပွဲထိုးတင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအမြဲတမ်းကနေတဲ့သူတွေဒီအမြဲတမ်းထိတွေ့နေတဲ့အကစရာတွေအနေနဲ့ကြတော့ဒါကတော့အာဒီဝိစားတော့ဒီလိုဝိလို့မရဘူးဒီလိုဝိချင်အယူဆအိမ်မှားနေတယ်ဒီဝိစားကတော့ဒီလိုပုံစံမျိုးရှိရဲဒီလိုမျိုးတိတိကျကျလေးတော့ဝိပေးရမယ်ဆိုပြီးတော့ recommend ပေးရတာမျိုးဖြစ်ပါတယ် အားကြောင့်မို့လို့နောက်ဆုံးဘသူနဲ့ပဲသွားပြီးတော့တက်ဆိုင်တယ်လဲဆိုရင်ရတော့အခတင်ကြားပေးတဲ့သူနဲ့ပဲသွားပြီးတော့တက်ဆိုင်သွားတာမျိုးဖြစ်ပါတယ်။ဟုတ်ကဲ့ဘဲကနေစပြီးမှားလာတယ်ဆိုရင်ရတော့ကျွန်တော်တို့နံပါတ်1အကရွေးချယ်မှုပိုင်းကနေစပြီးတော့မှားတာပါ။ပြီးရင်ကရရလည်းအချိုးအစားမကြဘူး။ခေါင်းစားခြေဆုံးအချိုးအစားကြမနေဘူး။ဝတ်စားစင်မှုမှာလည်းခေါင်းစားခြေဆုံးလုံးဝမှားရင်းနေတာမျိုးပါ။အားကြောင့်မို့လို့မှားပြီးသူလူတို့ကလည်းလုံးဝဆန်းဆက်တဲ့ ဆက်ဆက်ထိပခံဝိုင်းမီပြောနေချလို့လည်းထင်ပါတယ်။ကဲအားလုံးရောဘလို့ထင်လဲမြင်လဲဆိုတာကို comment ပေါ်မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာ။ဗီဒီယိုအစားဆုံးကိုအားလုံးကြည့်လို့ရအောင်ပြန်ပြီးတော့ဖွင့်ပေးခဲ့ပါမယ်။ ောက်ဗီဒီယိုတွေမှာဆက်ပြီးတွေ့ပါမယ်ကျွန်တော်ရဲ့ချိုးတိန်ခါ dance and entertainment channel လေးကိုလည်း like subscribe share လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ နောက်ပတ်ဒီမှာလည်းဘလို့အရာမျိုးတွေနဲ့တင်ဆက်မယ်ဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ